အားလုံးမင်္ဂလာပါ visit တရံဖြစ်ပါပါเนาะ okay အဲ့တော့ကျွန်တော်ဒီနေ့ဘာကြောင့်ထပ်ပြောပြမှာလဲဆိုလို့ချင်းကျွန်တော်ဒီမှာပေါ့เนาะ VMOS ဆက်တဲ့အဆင်မပြေကြတဲ့ဟာလေးဆိုတော့ဒီနေ့ဒီ VMOS application လေးဒါ down ဒီပါညာနေပေါ့เนาะဒီလိုမျိုးခုလိုမျိုး application တွေ ကောင်းကောင်းမွန်သုံးလို့ရအောင်ဆက်တက်လုံနေလို့ကျွန်တော်ဒီပြပြပြမှာဖြစ်ပါတယ်အဲ့တော့ဒေချာလေးလိုက်ကြည့်လိုက်ပေါ့နော်ကျွန်တော် channel လေးမကြောင်းရသေးဘူးဆိုလို့ချင်းဒီ Telegram search bar မှာပေါ့နော် BT ARGND အသေးပေါ့နော် T2KT ဆိုရိုက်ရှာပြီး join ထားလိုက်ပါအောင်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ voting ရလဲကျွန်တော်တို့အာတင်ပေးပါလို့တဲ့သူကများနေတာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီ video လေးတင်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ okay အဲ့ဆိုရင်တော့ကျွန်တော်ဒီ VMware stack မှာဆိုဆိုရင်ကျွန်တော် FAQ လွတ်နေပြီးသားပဲပေါ့နော် okay အဲ့ဆိုရင်ဒီလိုမျိုးအသေးစိတ်ပေါ့နော်ဘယ်လိုမျိုးပြဿနာဖြေရှင်းရမလဲဆိုတာလေးပါကျွန်တော် activate လုပ်နေလေးပါအသေးစိတ်ပြပြပေးမယ်အဲ့တော့ message အနေနဲ့တခုကအားမလျှော့ပါနဲ့လက်မလျှော့ပါနဲ့ပေါ့နော်စူးစမ်းကြည့်ပါကျွန်တော် ော်ဒီမှာကျွန်တော်လည်းတင်တာကျွန်တော်ဒီလိုမျိုး V phone ဒီ totally SOC နိမ့်နေတယ်ကျွန်တော် RAM 3 phone လေးမှာဒါမှကောင်းကောင်းပုံမှာလုပ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ဖုန်းမှာထစ်တယ်လေးတယ်လက်တက်ဆိုတာကဒါဖုန်းနဲ့မဆိုင်ပါဘူးလို့နော် room တေချာလေးကျွန် permission လေးပေးတင်တာပေး activate လုပ်လိုက်လို့ရှင်ဒါအဆင်ပြေပါတကယ်လို့ကျွန်တော်ခုနည်းတင်ထားတဲ့ video ပဲဒီမှာဒီ video နော်ဒီ video မှာလုပ်ပြထားတဲ့ VMOS Pro လို့ပါဘူးနဲ့အဆင်မပြေဘူးဆိုခုပြောပြမယ်ကျွန်တော်ပြောပြမယ်ဒီနီးလေးနဲ့လုပ်ပြီးတော့အာ FAQ ရှောင်ကြည့်ပေါ့နော်ဒါဆိုရင်တော့မိတ်ဆွေအနေနဲ့အဆင်ပြေပါမယ်ဒါဆိုရင်ကျွန်တော် စကားတွေတည်ကြီးရှင်းမေတော့စလိုက်အောင်ပေါ့နော်။ဟုတ်ကဲ့တော့ဗီဒီယိုလုံးနေ background noise လေးပါလာရင်တော့ဒီခံပေးပါနော်။ဟုတ်ကဲ့အဲ့ဒါဆိုအဲ့အကောင်ဒေါင်းဖို့ဆိုရင်ကျွန်တော် Google Play Store ထဲဝင်လိုက်ဗျာ။ Google Play Store ထဲမှာထုံးတန်တယ်မလို့လဲ Google VMware ဆိုပြီးရိုက်ချလိုက်ဒီမှာဒီ application လေးသူ့ရဲ့ application site က 1K ကျော်တယ်နော်ညိုကီတို့။ 1K ကျော်တယ်သူကဘယ်လိုလောက်ထားလို့ဆိုတော့သူ့ရဲ့သဘောကကြတော့ဒီဒီ လိုအပ်တဲ့ ROM မှန်သမျှအကုန်လုံးသူကဒီပေါ့နော်ဒီ app ထဲမှာတစ်ခါလေးထည့်ပေးပြီးသား additional download သိပ်မပေါ့ဘူးပေါ့နော်သူကနော်အဲ့လိုမျိုး feature ဖြစ်ပါကြော VMware သူကကြတော့ app site သေးတယ်ဒါပေမဲ့သူကကြတော့ထပ်ပြီး down ไว้ပေါ့နော်အဲ့လိုလေးတော့กว่าပါဒီကောင်လေးကို down မှာဆိုတော့ 1.2k လာ 3k လာကျော်မှတ်မှတ်မိတော့အဲ့လောက်ကျော်တယ်ပေါ့နော်ဟုတ်ပြီ ဒီကောင်းလေးကိုဒေါင်းထားလိုက်ပါတော့ဒီမှာ1 million ကျော်တော်လေးရှိရပါတော့ average ကကျွန်တော်တို့ဘယ်လောက်ဘာရှင်းလို့ဆို1.3ခွန်တုံညာဘာရှင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီကောင်းလေးကိုစမယ်နော်စမယ်ဆိုအဲ့ကောင်းလေးကိုရင်းလို့မေးဆိုအနေနဲ့ဒေါင်းပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုအဓိက activate လုပ်ဖို့လိုတယ်ဗျာနော်အဲ့တော့ဒီ scene info တွေဘာတွေဘာနေဒါဒီမလုပ်တဲ့လေကိစ္စမရှိဘူးနော်ကိစ္စမရှိအဓိကဒီ VMOS ကိုမေးဆိုဖုန်းမှာ stable ဖြစ်ဖြစ်သုံးတာပါအဲ့တော့ကျွန်တော်ထပ်ပြောပါအောင်မကျွန်တော်ဖုန်းရဲ့ applic specification လေးကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ဖုန်းမှာဆိုရင်ကျွန်တော်ဒီမှာအခုဒီမှာ detail info specification RAM 4 128K လေးပါပဲပေါ့နော်အရင်ကြီး ဟိုကောင်းခြုံထွက်နေတဲ့ဖုန်းတော့မဟုတ်ဘူးအဲ့တော့မိဆိုအနေနဲ့ရအောင်လေးတော့ဆန်းကြည့်ပါနော်မိဆိုဖုန်းမှာအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဒေါင်းမီသွားလို့ရှင်ဒီ VMware အထက်ကိုဝင်လိုက်မယ်နော်အဲ့တော့ပထမဆက်တဲ့လုံမှာဖြစ်တဲ့အတွက်ဘာဘီဘီယမ်းမှမခံနိုင်ဘူးဒီတိုင်းလေးပဲရိုးတာမန်မဲဝင်လိုက်ပါနော် Okay ဝင်လိုက်လို့ရှင်မိဆိုအနေနဲ့ဒီမှာဒီတိုင်းထစမြင်ရမှာတော့မဟုတ်ဘူးပေါ့နော်ဒီအလယ်နားလောက်မှာမိဆိုတို့အနေနဲ့ဟိုပါပေါ့နော် activate လုပ်ဖို့သူက box လေးအနီလေးနဲ့ပေါ်နေလိမ့်မယ်ပေါ့နော်အာပြီးကြတော့ဒီအနားလောက်မှာထင်တဲ့ချက်ချေကလေးနဲ့ဒီလိုမျိုးလေးပါတယ်ဗျအဲ့လိုမျိုးပုံစံလေးနဲ့ဒီမှာ activate လုပ်ပါဆိုရင်ဟာလီပါနေလိမ့်မယ်ပေါ့နော်အဲ့တော့ပထမဆက်စားချင်းမှာတော့ဒီလို run လေးတွေဟိုရှိမှာမဟုတ်ဘူးခုဒီကောင်းတော့ဒါကျွန်တော် android 9 run ကိုတင်ထားပါပေါ့နော် okay အဲ့တော့ run by add လုပ်ချင်တယ်ဆိုတော့ဒီမှာဒီအပောင်းလေးကိုနှိပ်လိုက်ဗျာနော်ညိုကီတို့အပောင်းလေးကိုနှိပ်လိုက်ပါအဲ့တော့ဒီမှာဆိုရင်သူကဘယ်ကိုကြိုက်တာယူလို့ရ9လား7 point 1လား5 point 1လားအဲ့တော့ကျွန်တော်ကတော့အခုဒီနောက်ဆုံးလေးတဲ့ဒီဟိုပါပေါ့နော် android 9ကိုတင်ထားတယ်အဲ့တော့ဒီကောင်းကြီးက bit ရွေးစရာမလိုဒီကောင်းကြီးကတော့64 bit တွေလုံးလုံးတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီကောင်းကြီး မယ်ပြော profile နဲ့မှဝင်ကြည့်လိုက်မယ်ဆိုရင်လည်းကျောဒီမှာသူကပထမဆက်စားခြင်း run နေပါထောင်းမယ်ဆိုရင် ADD ရတယ်ပါသူကဒီကအာ2 ADS per day ဆိုတော့တနေ့မှာသူက ADS video ပေါ့နော်ဟိုဟာ second 40လောက်မယ်အဲ့လိုဗီဒီယိုလေးကြည့်ရတယ်ဗောနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင် AD ကတော့ဆက်စား run ဆက်ထောင်းမယ်ဆိုရင် AD ကြည့်ရမယ်ဟုတ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ permission management ဒီမှာ permission management မှာမေးဆိုအနေနဲ့ဒီထဲမှာဝင်ပြီး permission မပေးရသေးဘူးသူတောင်းတဲ့ permission တွေအကုန်ပေးလိုက်ပါဗောနော်သူ application ဆက်စားခြင်းမှာလည်း permission တွေတောင်းလိုက်မယ်ဗျာအဲ့ permission အကုန်လုံးကို deny မလုပ်နဲ့ allow ပေးလိုက်ဗောနော်ဒီမှာဆိုရင်တော့ဒါတော် floating window ကိုကျွန်မသူ authorize လုပ်ခိုင်းတယ်ဒီမှာ floating window သူမပေးထားလို့တဲ့နော်ဒီကောင်အဲ့ဒါ floating window လေးပေးလိုက်မယ်ဗောနော်โอเคအဲ့လိုမျိုးလေး floating window လေးပေးကြည့်အောင် โอเคအဲ့ဆုံးမဟုတ်သေးဘူးကျွန်တော် floating window ပေါ့ဆက်ပေါ့တာ window ဖြစ်လိမ့်မယ်เนาะအဲ့အဲ့လိုမျိုး permission လေးတွေကိုပေးကြည့်ပါဗောနော်အဲ့အဲ့လိုမျိုး permission ဒီမှာသူတောင်းနေမြတ်ဟာလေးကိုဘာတိကျောက်ဒီ Xiaomi Redmi phone တွေမှာဆိုတော့ဒီလိုဒီလို ignore battery optimization ဆိုတဲ့ကောင်လေးဒီကောင်လေးကိုတော့ပြောင်းပေးထားဖို့လိုမယ်ဗောနော်ဟုတ်ပြီအဲ့အဲ့လေးတော့လိုပါမယ်အဲ့ပြီးသွားရုပ်ရှင်တော့ရပြီဗျရပြီဆိုလို့ရှင်ကျောက်ဒီမှာသူကအဲ့ကျွန်တော်ဆက်စာချင်းပြောတယ်ဗောနော်အဲ့ဒီနာဟွာလေး elevate လောက်ခိုင်းနေတာလေအဲ့ဒါလေးဒီကပြောချင်တာပေါ့နော်အဲ့တော့ဒီ application value ladder ကိုတောင်းမှန်ဆိုလို့ချင်းအဓိက stay ပဲဖြစ်ဖို့ကအဲ့ကောင်အရေးကြီးဆုံးပဲပေါ့နော် elevate ကိုလုတ်ပေးပါကျွန်တော်ဒီ add ဆိုလို့ချင်း browser ရဒီ VMware pro တော့ကဘာလို့မလုတ်တော့ဘူးဆိုခင်ဗျအဲ့ကောင်ကတော့မပအောင်ပေါ့နော် elevate လုတ်ဖို့သူက ဘယ်လိုပြောမလဲဗျာအာ activate လုပ်ဖို့ဒိုင်ယာလောက10ကတခါလာပြတာသိရမလားဒီကောင်ကျတော့အဲ့လိုမဟုတ်ဘူးဒီကောင်ဒီမှာကျ activate မလုပ်မချင်းကိုဒီနားမှာပေါ်နေမှာဗောနအဲ့ဒါကြောင့်မလို့မိဆွေအနေနဲ့ activate လို့တကယ်လို့အဲ့ကောင်လေးကိုဟောက်ရင်နားထဲမှာအမားကြီးလေးကိုမှားယူနှိပ်မိတယ်ဆိုရင်လည်းကိစ္စမရှိဘူးဒီ profile နဲ့ကိုသွားပြီဒီမှာ activation ဆိုတာပါအဲ့ကောင်လေးကိုနှိပ်လိုက်နော်အဲ့တော့ဒီမိဆွေတို့ကဒီနားမှာခုနကတော့ပေါ်နေတဲ့ box လေးဗောနအဲ့ဒီ box လေးကိုနှိပ်လိုက်ဘယ်စာမျက်နှာကိုရောက်မလို့ဆိုရင်ဒီနားကိုရောက်သွားလိမ့်မယ်အဲ့ဒီဒီစာမျက်နှာကိုရောက်သွားလိမ့်မယ်ဗောနအဲ့သူပြောတာ android တွဲနဲ့အထက်ဆိုလို့ရှင်ဒီရာကိုလုတ်ကိုလုတ်ပေးရမယ်လို့သူကပြောတယ်အဲ့မှန်သူကဟိုဘယ်လိုတုံးဆိုတော့ မှတ်သက်၃ခုပါတယ်ဗျာနီလန်၃ခုပါတယ်အဲ့တော့ကိုကြိုက်တာနေယူကျွန်တော်ကတော့ဒီ notification မှတ်သက်နဲ့လုပ်မယ်အဲ့တော့ကျွန်တော်ကတကယ်တမ်းလုပ်ပြီးသားဗျာနော်အဲ့လုပ်ပြီးသားဆိုတော့အဲ့တော့ကျွန်တော်ထပ်ပြီးပြန်လုပ်ပြမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုဘာမှမလုပ်ခင်မှာကျွန်တော်တို့ကအဓိကလိုလာတာဘာလိုလာတော့ဆိုလို့ရှိရင်အာ developer option enable လုပ်ဖို့လိုတယ်နော်အဲ့ developer option enable လုပ်ဖို့လိုတယ်ဖြစ်တဲ့အတွက်ကြောင့်ဖုန်းတစ်လုံးနဲ့တစ်လုံးကတော့မတူဘူးအဲ့တော့ဘယ်လိုမျိုးလုပ်ရလဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်အခုဖုန်းကဒါ Redmi ဖုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ about phone နဲ့ဝင်လိုက်ဗျာ China ပဲဖြစ်ဖြစ် global about phone နဲ့ဝင်ပြီး Meizu ဖုန်းက hyper os တင်ထားတယ်ဆိုလို့ရှိရင်ဒီနေရာမှာ android ဟာပေါ့နော် MIUI version လို့ပေါ့ OS version လို့ပေါ့လေမအဲ့ OS version ကိုမေးဆိုနေခွန်းချက်1 2 3 4 5 6 9 9ချက်နဲ့နှိပ်ပြီးလို့ဒီလို UI now a developer လို့ပေါ်သွားရပြီเนาะအဲ့ဒါကကျွန်တော်ဒါ Xiaomi Redmi ဖုန်းတွေမှာလောက်တာပေါ့နော်တကယ်လို့ Hyper OS ဆိုရင်တကယ်မှ OS version လို့ပေါ်မှာအဲ့ကောင်နှိပ်ပြီနော် Okay အဲ့တော့တကယ်လို့တခြားဖုန်းတွေကြာဘယ်လိုလောက်အောင်ဆိုလို့ရှိရင်တခြားဖုန်းတွေကြာတော့ကျွန်တော်တို့ ဟုတ်ပါဗျာအာဘာခေါ်မလဲဘေးနံပါပေါ့နော်ကျွန်တော်ကျွန်တော်ပြရမယ်ဒီလိုမျိုးဘေးနံပါအာဘေးနံပါတို့ကာနယ်ဘာရှင်ဘေးစွမ်းဘာရှင်အဲ့လိုမျိုးကြီးကောင်းလေးကိုရှာပြီးတော့နှိပ်ကြည့်ပေါ့နော်အဲ့နှိပ်ကြည့်နှိပ်ကြည့်လို့ရှင်တော့ဘယ်လိုတုံးဆိုတော့တချို့ကြတော့ဒီ developer option ဘယ်မှာသွားပေါ်တော့စီဒီ addition နဲ့ setting နဲ့မှာသွားပေါ်ရနော်ဒီမှာ addition နဲ့ setting နဲ့မှာသွားပေါ်တကယ်လို့မိတ်ဆွေတို့ကမလုတ်တက်ဘူးပေါ့နော်ရှာလို့လည်းမတွေ့ဘူးဘယ်လိုလောက်ရမလဲဆိုလို့ရှင်ကိစ္စမရှိဘူးစိတ်မပူနဲ့မိတ်ဆွေတို့ဘယ်ကိုသွားရမလဲဆိုလို့ရှင် YouTube ကိုသွားလိုက်နော် YouTube ကိုသွားလိုက်ပါအဲ့တော့ကျွန်တော် YouTube ထဲကိုသွားပြီးဘယ်လိုမျိုးရိုက်ရှာမလဲဥမာထားပါတော့မိတ်ဆွေတို့ဖုန်းက Samsung ထားပါတော့ Samsung ကိုမိတ်ဆွေတို့ကဟိုလောက်ရှင်နေဗျာ အဲ activate လုပ်ချင်တယ် developer option ကိုအရင်ဆုံးလုပ်ချင်တယ်ဘယ်လိုလုပ်ရမလဲလွယ်လွယ်လေးပါနော် how to enable လို့ရိုက်ရှာလိုက်เนาะကျွန်တော်အစားဆုံးပြောပြပေးတယ်ဗောနော် how to enable developer option ဒီရလို့ပြီး developer option in samsung ဗောနော်အ in samsung အဲ့လိုမျိုးရိုက်ရှာလိုက်เนาะ in samsung ဆိုရိုက်ရှာဒီမှာသူက samsung phone developer option လုံနည်းတွေအပြောပြထားတယ်ဗောဒီသူတို့လုပ်ပြထားတဲ့ model တွေက meizu တို့ phone model တွေနဲ့တူချင်မှတူလိမ့်မယ်ဒါပေမဲ့အလုပ်ဖြစ်ပါလိမ့်မယ်เนาะ samsung ဖြစ်တဲ့အတွက် okay ပြီးသွားလို့ရှင်တို့ meizu တို့ထားပါတော့ဘာ phone လဲ huawei phone H U A W E R Huawei เนาะ Huawei ဆိုလည်းအမှ Huawei ဖုန်းတွေဒီမှာ developer option ဘယ်လိုလုပ်ရလဲဆိုတော့သူလုပ်ပြထားဗီဒီယိုတွေရှိတယ်အဲ့ဒါတွေကြည့်လို့ပေါ့နောက်တစ်ခုမိတ်ဆွေတို့ဘယ်လိုလုပ်ရမလဲ Oppo Oppo တို့ Realme တို့ထားပါတော့ OPPO 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 နဲ့ Realme နဲ့ ROM ပဲကွာဒါအတူတူပဲဆိုတော့ဒီကောင်းနဲ့လုံနည်းတူတူပဲအဲ့လိုမျိုးပဲပေါ့နော် developer option တို့ဘယ်လိုလုပ်ရလဲဆိုတော့သူလုပ်ပြထားတယ်เนาะအဲ့ဒါဆိုအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့အဲ့တိုင်းနဲ့ကြည့်ပြီးတော့ကိုရှာလို့ပေါ့နော်တကယ်တမ်းတော့လုတ်တဲ့ကျွမ်းတဲ့သူတွေကကြတော့ခုနကကျွန်တော်နည်းနည်းပြောပြလိုက်တာနဲ့သူတို့နားလည်လိမ့်မယ်ပေါ့နော် အဲ့လိုနားမလည်တဲ့သူတွေကြအဲ့လိုမျိုးရှာပါတချို့ကြတော့ဒီမှာ about phone မပေါ် about device ဆိုတော့နော်အာ device info လို့ပါအဲ့လိုမျိုးပေါ်လဲမယ်တချို့ဒါလည်းဒီအောက်ဆုံးနားမှာ device info ပါနေပေါ်အဲ့လိုမျိုးလေးတွေကိုရှာပြီးတော့လုပ်ပါဗောနော်အဲ့တော့ base band version တို့ပါနော်ခုနက kernel version တို့ထားပါတော့အဲ့လို os version တို့ခုနှစ်ချက်ခောက်လိုက်တာနဲ့အဲ့အဲ့ developer option က enable ဖြစ်သွားလိမ့်မယ်ဗောနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတို့နေနေရအာ developer option ပွင့်လာပွင့်သွားပြီဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ခုနကတော့ဒီထက် vmware ဆက်ပြန်ဝင်လိုက်ဝင်ပြီးသားလို့ဒီ activate လုပ်တဲ့နေရာအဲ့အဲ့နေရာမှာကျတော့ကျွန်တော်ထပ်လုပ်ပြရမယ်အဲ့ node method ကိုရွေးလိုက်ဗောနော် node method ကိုရွေးလိုက်ပြီး သွားလို့ရှိရင်သူကဒီမှာသူကတောင်းတယ်အာဝိုင်ယာလက်ဒက်ဘဂင်းဖွင့်ပေးဖို့လိုတယ်တဲ့နော်ဝိုင်ယာလက်ဒက်ဘဂင်းနဲ့ USB ဒက်ဘဂင်းကိုဖွင့်ပေးဖို့လိုပြီးသွားလို့ရှိရင်စစ်ဒီဂျစ်ကုတ်ထည့်ပြမယ်တကယ်လို့ဒါတွေကမလုပ်တတ်ဘူးဆိုလို့မိတ်ဆွေတွေနေတာရှီစုကူဆုံးတဲ့သူတွေဆိုသိလိုက်မယ်ပေါ့နော်ရှီစုကူဆုံးတဲ့သူတွေဆိုဒါခဏတိုင်းလုံနေကြဖြစ်တဲ့အတွက်ကျွမ်းနေလိမ့်မယ်အဲဆိုကျွန်တော်ဒီဂိုးတူ open ကိုနှိပ်လိုက်အဲဆိုလို့ရှိရင်ကျွန်တော်ခုနက developer option ဖွင့်ခဲ့ပြီးတာဖြစ်တဲ့အတွက် developer option ဖွင့်နေဖွင့်နေပြီဆိုလို့ရှိရင်မိတ်ဆွေတို့ကျွန်တော်ခုလုပ်ရမှာကတော့မီဖုန်းဖြစ်တယ်မီဖုန်းဖြစ်တာတွေကြောင့်မလို့ကျွန်တော် value unable လောက်မှာဆိုဒီ USB ဒက်ဘဂင်းကိုအရင်တော့ ဖွင့်လိုက်ပေါ့နော် MI phone တွေမှာပြောရနော် USB debugging ပေးလို့ရှင်ဖွင့်လိုက်ဒီမှာ permission တောင်းလို့ရှင်အမှန်ချစ်လာအမှန်ချစ်ပြီး10စက္ကန့်စောင့်ပြီးတော့ဒီကောင် enable လုပ်ပေးလိုက်နော်ဒါဆိုရင် activate လုပ်ဖို့လုပ်နေပြီပေါ့နော် okay အဲ့ဆိုရင်ဒီကောင်ဒီမှာ10 10စက္ကန့်စောင့်ပြီးလိုက်ကျန်တဲ့ဖုန်းတွေတော့စောင့်ကြမှာမလို့နော် okay ပြီးသွားလို့ရှင်ကျွန်တော်တို့ဒီ MI phone တွေမှာဆိုဒီ USB debugging security setting ဆိုတဲ့ကောင်ပိတ်နေလဲမှာဖွင့်ပေးလိုက်တေချာဘောဖွင့်ပေးလိုက်နော်ပြီးသွားလို့ရှင်မိတ်ဆွေတို့ဖုန်းကဒီလိုမျိုးလောက်တော့မယ်ဆိုလို့ရှင်ကျွန်တော်ပြောဖို့မေးွားတာ wifi တစ်ခုချိတ်ထားမယ် internet ရသည်ဖြစ်စီမရသည်ဖြစ်စီကျွန်တော်တို့ဒီ wifi ချိတ်ကိုချိတ်ထားရမှာပေါ့နော်အဲ့လိုမျိုးလုပ်ပြီးသွား wifi လည်းချိတ်ပြီးသွားဒီ usb debugging နဲ့ဖွင့်ပြီးသွားပြီ usb debugging security setting လည်းဖွင့်ပြီးသွားပြီပြီးသွားလို့ရှိရင် wifi လည်း debugging လည်းလုပ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ wifi လည်း debugging နဲ့ဝင်လိုက်ပါအဲ့မှာကျွန်တော်တို့ဒီမှာ wifi လည်း debugging ပိတ်နေတယ်လေဖွင့်ပေးလိုက်ဒီမှာတော့ကျွန်တော်လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုလေးပေါ်လာပါတော့အဲ့ဆိုရင်ကျွန်တော် node မှာဆွဲချလိုက် node မှာဆိုလို့ရှိရင်သူကဒီမှာအာ VMware ကစောင့်နေပြီပေါ့နော်သူကအရင်နေလို့ပို့စောင့်နေပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကရေရဘယ်အောင်လို့ရမလဲဆို pair device with pairing code ဆိုတာလေးကိုနှိပ်လိုက်အဲ့မှာဆိုရင်ကျွန်တော်တို့က 6 8ခုနော်6 8 3 8 8အဲ့ဒါဒီနံပါတ်ထည့်ပေးလိုက်6 8 3ခုပြီးတော့လို့ရှင်ဒီ send button လေးကိုနှိပ်လိုက်ဒါဒါဆုံး bearing ဆက်ဆက်မှုပြသွားပြီအဲ့တော့ပြောချင်တာကပေါ့နော်အဲ့ခုလိုလုပ်တဲ့ဟာခုနကုတ်ထဲတဲ့နေရာလေးကလည်းသူက random ပြောင်းနေပါတယ်အချိန်မကပြောင်းနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပြမယ်ဘာပြန်ပြမှာလဲဆိုတော့ကျွန်တော် setting တွေကိုပြန်ဝင်လိုက်မယ်ဗျာ developer option တွေကိုပြန်ဝင်လိုက်အဲ့ဆိုပြီးသွားပြီနော် activate လုပ်တာအဲ့ဒါလေးပဲတည်လာမင်းစုတို့ဒါနားမလည်မှာဆိုကျွန်တော် step by step လုပ်ပြတာအဲ့တော့ကျွန်တော် ခုနပြောချင်တာဘာတုံးဆိုလို့ရှိရင်ဒီ USB တပတ်ကန် security setting ဒီ security setting ဆိုတာဒါ Redmi ဖုန်းတွေမှာပဲပါတယ်ထင်တယ်ပေါ့နော် channel set ဖုန်းတွေမှာမပါဘူးဆိုရင်ဖွင့်ပေးကြမှာမလို့ channel ဖုန်းတွေပါလို့ဆိုဒီ USB တပတ်ကန်နဲ့ဒီ wireless တပတ်ကန်နှစ်ခုနဲ့ပဲအလုပ်လုပ်အောင်ပဲဒါပေမဲ့တခုရှိတာကျွန်တော်တေချာတော့မမှတ်မိဘူးပြော Oppo ဖုန်းတွေမှာကျွန်တော် Oppo ဖုန်းတွေတို့ Realme ဖုန်းတွေတို့မှာ activate လုပ်ချင်တယ်ဆိုတော့ဟိုအောက်ဆုံးမှာပါ setting လေးတခုပိတ်ပေးရတယ်တည်လားဒီ developer option နဲ့ရပဲပေါ့နော် okay အဲ့ဒါလေးပိတ်ပေးရတယ်ပဲအဲ့ဒါ Oppo တို့ဟိုဟာတို့မှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြပြမယ်နော်ဒီမှာ ။ဒီမှာဆိုလို့ရှင်ရင်ဒီမှာဘာလုံးဆိုလို့ဒီမှာကြည့်တော့ဗောနဒီမှာကြည့်လိုက်။ Huawei EMUI ဖုန်းတွေမှာဆိုလို့ရှင်ဗောနဒီမှာ Allow ADB Debugging Option ဆိုတာဖွင့်ပေးရတယ်တဲ့နော်။ပြီးတော့လို့ရှင်ဒါကကျွန်တော်ဒီပုံမှန်တိုင်းသုံးနေကြ device တွေဗောန Android သူရှင်းပြထားဒါရှိစုကူကဟာကျွန်တော်ပြပြဒီမှာဆိုရင်တွေ့တွေ့လား။အာဒီမှာဘာလို့ဟုတ်လို့လဲဆိုလို့ရှင်ဒီမှာခုနကကျွန်တော်ပြောတဲ့ Oppo တို့ OnePlus တို့ဆိုရင်ဒီမှာအာဟိုနော်ဟိုဟာ permission monitoring ဆိုတဲ့ကောင်လေးကိုကျွန်တော်ဒီမှာ disable လုပ်ပေးရမယ်ဗောန developer option အဲ့ဒါလေးပြောတာကျွန်တော်ခုနကတော့လေဒီ setting နဲ့ဆွဲပြအောက်ဆုံးနာလောက်ရတဲ့ဟာလေးဆိုတာအဲ့ဒါပြောတာဗောနပြီးတော့လို့ရှင်ကျွန်တော်ဒီမှာ fly me mizu ဆိုလို့ ဆိုရင် fly me payment protection ကိုကျတော့ disable ပဲလုပ်ပြရပဲဒီကောင်လေးပေါ့နော် okay ဒီဟာလေးကဝင်ဖတ်ချင်တယ်ဆိုဘယ်လိုဖတ်ရလဲဆိုတော့ကျတော့ဒီမှာဟွာပေါ့နော်ရှီဇူးကရဲ့ website ထဲမှာတော့ဖတ်လို့ရတယ်နော်အဲ့တော့မိတ်ဆွေတို့ဟုတ်ပြီအဲ့လုတ်တက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်တကယ်လို့မိတ်ဆွေတို့เนี่ยမလုတ်တက်ဘူးဗျာကျွန်တော်ခုပြောပြတာကိုနားမလဲဘူးဆိုရင်ရတယ်ကိစ္စမရှိဘူးကျွန်တော် YouTube ပဲပြန်ဝင်လိုက်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်မိတ်ဆွေဒီနေရာမှာ search bar မှာရိုက်ရှာလိုက်ဗျာ how to activate ပေါ့နော် a c t i v a t e activate အာ activate ပေါ့နော် vmos ပေါ့နော် activate vmos ဆိုရိုက်ရှာလိုက် နော် how to activate VMware ဆိုဒီမှာကျွန်တော်တို့ VMware ကို activate လုပ်နေတယ်သူဒီမှာပြောပြထားတယ်အဲ့တော့ဒီဟာတွေကြည့်လို့ပေါ့နော်ဒီဟာတွေနီးတွေမျိုးကြီးရှိတယ်ကြည့်လို့ပါတကယ်လို့အဲ့လိုမှ VMware လောက်တာနားမလဲဘူးဆိုတော့သဘောတရားတူတယ်ရှိစုခုနော်ဒီမှာ how to activate ရှိစုခုဒီမှာရှိစုခုလုပ်နေလဲသဘောတရားအတူတူပဲပေါ့နော်အဲ့ဒီနီးတွေအတိုင်းပါပဲတော့နော် okay အဲ့ဒါဆိုလို့ရှိရင်တော့လောက်တဲ့သွားလိမ့်မယ်လို့ထင်နေတာဒီဗီဒီယိုကျွန်တော်အသေးစိတ်ကိုရှင်းပြပေးထားတယ်ပေါ့နော် okay နားမလဲလို့ရှိရင် YouTube ဒါ go ပေါ့နော်မျိုးစုလို့ ဟုတ်ပြီအဲ့ဒါဆိုလို့ချင်းအဲ့လိုလဲ activate လုပ်ပြီးသွားလို့ရှင်မင်းဆိုဒီ VMware ဆက်ကိုပြန်ဝင်လိုက်ဒါဆို smooth ဖြစ်ဖြစ်သုံးလို့ရပြီအဲ့ဆိုရင်ကျွန်တော် run တခုအစ်တစ်ထက်ခေါ်လိုက်မယ် background ခေါ်မလဲဆို android 9ပဲကျွန်တော်ထပ်ခေါ်လိုက်မယ်ဆိုတော့သေးသေးလုပ်ပြဒီနေရာမှာလဲ तू ကဟွာပေါ့နော်ဒီတရားပြအောင်လေးစောင့်ပေးလိုက် run install လုပ်နေတာပေါ့တကယ်လို့ကြောင်ညာဘိုင်းနာတက်ပြီးတော့ तू က second 40လောက်တော့ကြည့်ရတယ်အဲ့ကောင်လေးကြည့်ပေးလိုက်ပေါ့နော်အဲ့ဒါကိစ္စမရှိပါဘူးအဲ့ဒါ तू က di run စသုံးတဲ့ခါမှာကျွန်တော်တက်နောက်ပိုင်းနေတဲ့တိတ်တော့မတက်တော့ဘူးကွာနော်โอเคဒီကောင်လေးစောင့်ပေးလိုက်ပါအဲ့ဆိုကျွန်တော်ဗီဒီယိုလေးခဏရက်လိုက်မယ်နော်ဟုတ်ပြီအဲ့တော့ခဏစောင့်ပေးပါတော့ကျွန်တော်ဒီမှာမပြေသေးပါဘူးဒါလေးပြအောင်စောင့်လိုက်ပါတော့ โอเคကျွန်တော်ဒီမှာအထက်ဆင့်ပြောပြโอเคဒီမှာဆိုရင်ဆက်ဆက်ဖို့ပြသွားဒီမှာဒါဒုတိယကျွန်တော်ခုလောက်လိုက်လဲကောင်ပေါ့နော်โอเคအဲ့နေရာမှာလဲကျွန်တော်တို့ကဒီ VM ဘိုးကကျွန်တော်အရင်ပြုတ်ရတဲ့ဗီဒီယိုလို sim setting ချိန်မှုလိုပါတယ်အဲ့တော့ဘယ်လိုချိန်ရမလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်အောင်ပေါ့နော် sim setting ချိန်မှုတော့ကကျွန်တော်ဒီ setting လေးကိုနှိပ်လိုက်ပေါ့နော်ဒီမှာတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီဒီဒီလွတ်နေတဲ့ဒီနေရာလေးအဲ့နေရာလေးတစ်ချက်နှိပ်တာနေဒီလိုပေါ်လာမယ်ပေါ့နော်အဲ့မှာဆို setting ကိုနှိပ်လိုက် setting ဆိုတော့ဒိုင်ယာလောပေါင်းနဲ့ပေါ်တယ်သူကကျွန်တော်ဒီမှာမေးဆိုနေတဲ့ owner ဘာညာပြနေလိမ့်မယ်ရတယ်အဲ့ဒါအရေးမကြီးဘူးနော် country ဆွစ်ဇာလန်ပြနေလိမ့်မယ်ရတယ်အဲ့ဒါကိစ္စဖြစ်နိုင်လို့ရှိရင်ဒီ country နေရာပေါ့မေးဆိုလို့နေနေရဂျပန်ကိုထားပြီးတော့ ထားပြီးလို့ရှင်ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ကဂျပန်ဟိုဘိုင်ဘက်စ်လောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် okay အဲ့ဆိုကျွန်တော်ဒီနေ့မှာဂျပန်ရွေးလိုက်မယ်ပြီးတော့ရင်တော့ဒီမှာ language ကတော့အင်္ဂလိပ်ထားလိုက်ဒီမှာ operator operator ကတော့ကျွန်တော်ဘာကိုရွေးပြရမလဲဆိုရင်ကျွန်တော်တို့ကဂျပန်ကိုရွေးပြရမယ်ဂျပန်ဘယ်မှာလဲ JP ဒီမှာတွေ့လား JB နော်ဒီမှာ soft fan တို့ဒိုကိုမိုးတို့ပေါ်လာအဲ့မှာကိုကြဲတဲ့မေးစေးတို့ဒီမှာ KDDI ဘာညာလဲရအဲ့ကောင်ရွေးပေးလိုက်နော်ရွေးပေးလိုက်ရွေးပေးပြီးသွားလို့ရှင် country ရဲ့လည်းကျတို့ဂျပန်ဖြစ်ပြီး operator ဆိုတာ phone sync ကိုပြောတာနော် phone sync ကလည်းဒီမှာဟိုဟာဖြစ်ပြီဆိုလို့ရှင်ရပြီအဲ့ဒါဆိုရင်မေးစေးတို့နေကျန်တာလုံးလို့ရပြီဘာမှကျန်တာလည်းအမှန်ချင်းလုံးစရာမလိုတော့ဘူးပေါ့နော် CM step ကိုနှိပ်လိုက်တော့ဒါဆိုလို့ရှင် room ပွင့်သွားလိမ့်မယ်နော် okay ဒါဆိုနဲ့မေးစေးတို့ဒီချာလေးနားလည်မယ်လို့လည်းထင်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျတို့ဒီမှာ room start လုပ်နေပြီပေါ့နော်အဲ့လေးခဏဆောင့်ပေးလိုက်ပါ room ကတော့ဒီမှာ ပြေလို့ရှင်ပွင့်သွားလိမ့်မယ်ပေါ့နော်ဒီနေ့များမှာအရေးကြီးဆုံးလောရမယ့်ဟာလေးကျွန်တော်ပြောပြမယ် app twin နဲ့နေရာမှာ error မရှိအောင်လို့ဘယ်လိုမျိုးသွင်းရမလဲဆိုတာလေးဆက်ပြောပြမယ်ကြည့်ပေးအောင်ပေါ့နော်ဒါတော့ဒီကောင်ကအဓိကအရေးကြီးတာကတော့အာဘယ်လိုပြောမလဲဗျာဒီဟာပေါ့ဆက်ရလုတဲ့နေရာပေါ့နော်တော်ခုနပြောတဲ့ activate လုတဲ့နေရာ activate ကောင်းကောင်းလုထားခဲ့လို့ရှင်ဒါဒီ run เนี่ยလက်သွားတာတို့ crash တာတို့ဒီလေးသွားတို့မရှိဘူးပေါ့เนาะ smooth ဖြစ်တယ်လို့ပြောလို့ရတယ်။ဟိုโอเคအဲ့ဆိုကျတော့ဒီကောင်လေးစကနာစောင့်ကြည့်လိုက်အောင်ဗျာเนาะ ဒီနေရာမှာတော့ internet ဖွင့်ပေးထားပါတော့ run နဲ့ရောက်တော့မှာဖြစ်ပါတယ်ဒီမှာဒီခုနဟာရ activate လုပ်လို့ပေါ်နေ node ရရှင်းလိုက်တော့เนาะဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာခဏစောင့်ကြည့်အောင်ညတရားပြီးတဲ့ဒီမှာသူသွားမလားမသိဘူးเนาะ ဒါလေးပြည့်သွားရင်တော့ကျွန်တော် run နဲ့ကိုရောက်သွားလိမ့်မယ်နော်။ Okay ရောက်သွားပြီဗျ။ရောက်သွားပြီဆိုတော့ကျွန်တော်မိစုံနေတော့ပထမဆုံးဘာလုပ်ရမလဲဆိုတော့ကျွန်တော်ပြပြတဲ့ဟာလေးပဲလိုက်လို့ပါ။ဘာ application မှာမသွင်းပါနဲ့ဘူးပေါ့နော်။ဒီ Play Store ကို upgrade အရင်လုပ်ပါပေါ့နော်။ Play Store upgrade ရင်တော့ဒီ channel ခလုတ်တွေဘာမှ software တွေနှိပ်မရလေခိသမ်းမရှိဘူး။ဟိုစိတ်မပြတ်နဲ့နော်။ဘာမှလုံးစရာမလိုဘူး။အဓိကမိစုံတို့ဘာလို့လုပ်ရမလဲဆိုဒီထဲမှာじゃ Google ကိုအရင်လုပ်ပါပေါ့နော်။ Google ကို Google Play Store ကိုဖွင့်လိုက်။ ဖွင့်ပြီးသွားလို့ရှိရင်ဒီလိုပေါ်လာမယ်အကောင့်မဝင်နေဘူးဒီထောက်မှာတွေ့လာအဖက်30ရှိတယ်အဲ့ဒီအဆက်30ကိုနှိပ်ပြီး Google Search ကိုကျော် upgrade တင်မှာ upgrade ကိုနှိပ်လိုက်ပါပြီးသွားလို့ရှိရင်ကျော်ဒီမှာ upgrade to down နေလိမ့်မယ်နော် upgrade down လိမ့်မယ်ခဏဆောင်လိုက်အဲ့ဒီမှာ Google ကြံနေကောင်နေမလုံးနဲ့ဒီ Google Play Search ဆိုတဲ့ကောင်တခုပဲ upgrade လုပ်ဝေးလိုက်နော် okay upgrade လုပ်ဝေးလိုက်အဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ရသွားလိမ့်မယ်ခဏဆောင်ပါနော်ဒီမှာသူလဲ node မှာလဲဒီမှာ download ပြနေပေါ့နော်တွေ့လား နော်ဒေါင်းလုဒ်ပြရတယ်အဲ့ကောင်လေးကိုခဏဆောင်လဲသူက upgrade တင်တာတော်တော်ကြာတယ်သူဒီ upgrade ပြီးအောင်ဆောင်ပေးရတယ်ဗောနော် okay အဲ့တော့ဒီ keyboard တွေဘာတွေကလဲဘာမှလုံးဆရာမလိုသေးဘူးနော်အဲ့ဂျီဘုတ်တွေအေးမကြီးသေးဘူးနော်အဓိကဒီကောင်လေးကိုအရင်ဆုံးကြွားလို့လဲထွက်ထားလို့ရတယ်နော်မေးဆိုရေးခဲစားမရှိ play store ပုံစံလေးကပုံစံမပြောင်းမချင်းမေးဆိုအနေနဲ့ဆောင်ပေးရမှာဗောနော် play store အခုဒီမှာဆိုရင်ကြော်လို့ဒါ version အဟောင်းပုံစံကြီးဗောနော် play store version အစ်စ်ပုံစံဗျာကြော်ကြီးပုံမှန်သုံးနေကြပုံစံတိုင်းလေးဖြစ်သွားအောင်ဆောင်ပေးရမှာဗောနော်ဒီမှာဆိုရင်သူ upgrade partition တွေသူ flash ပေးနေတယ်နော်အဲ့ဒီထဲမှာကျွန်တော်တို့ဘာသွားစစ်မလဲဆိုလို့ဒီထဲမှာကျွန်တော်တို့ wifi ပွင့်နေ bluetooth တွေပါနေပွင့်နေတော့ပိတ်ပေးလိုက်နော်အဲ့ဒါ setting လေးတွေလိုက်ရှာလိုက်ပြနော်အော်ဒီမှာဆိုရင်အဲဘာညာဘာနော်ပါတော့ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာသွားပြီး language ဘာညာသွားစစ်မယ် language ဘာညာသွားစစ်တော့လေဒီမှာ japan standard တိုင်းတွေပါလေဖြစ်နေပေါ့နော်ဒါဆိုအဆင်ပြေပြီနော်ဒါလေးပြင်ရမလို့တော့ဘူးနော်ဟုတ်ပြီအမျိုးလေး channel ဘာ setting လေးတွေလိုက်စစ်ပေါ့ဒီမှာကျွန်တော်ဗတိကြည့်နေတယ်ဆိုရင်ဗတိလေးကို on ပေးထားလိုက်ဟုတ်ပြီနော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာခဏဝင်ကြည့်လိုက်အောင် ော့ဒီမှာဝင်ကြည့်လိုက်အောင် upgrade ထဲဝင်ကြည့်မယ် upgrade တင်လို့ပြီးသွားပြီဗျာနော် upgrade တင်လို့ပြီးသွားပြီဒီမှာတင်နေပြီဗျာနော် install လုပ်နေအမှားတော့ partition လေးတွေ flash ပြနေခဏဖောင်ပေးလိုက်ပေါ့နော်ဒီမှာလုံးဝဆက်မှုတယ်မေးစိတော့နော်ဘာမှ letter creditor မျိုးမရှိဘူး activate လုပ်ပြီးသားဖြစ်တဲ့အတွက်ဒါဒီမှာ root လဲရတယ်ဗျာ super user ဆိုတာ root ဖြစ်ပါတယ်အဲ့ထဲဝင်ပြီးတုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီ ဲ့တော့ကျွန်တော်တို့ဒီမှာ file manager ပါလားဆိုမှာပေါ့ဒီ file ကြီးရဲ့သုံးလို့မရအောင်နော်ဘာမှသုံးစားလို့မရတာဒီလားကျွန်တော်ဒီမှာ copy cut လောက်တာတို့ rename လောက်တာဘာညာအဲ့ဒါတွေလုံးလို့မရအောင်နော်အဲ့ file ကြီးသုံးစားလို့မရပါဘူးအဲ့တော့အဲ့ကောင်ကြီးကိုတော့ထည့်စဉ်းစားမနေနဲ့နော်အဲ့တော့ file manager အစ်တောင်းပေးရမှာဖြစ်တယ်အဲ့တော့ file တွေဘာတွေတွင်းညင်လဲဆိုဒီ file transfer ကိုနှိမ့်လိုက် gallery ဘေးက file transfer တွေ့လား import output ရတယ်ဒီမှာ import လောက်ချင်တယ်ဆိုလဲဒီထဲမှာလာပြီးတွင်းလို့ဒီနေရာမှာကျွန်တော်ပြောစရာအခုရှိသေးရပါတော့ဘလို့တွင်းရမလဲပေါ့နော်တချို့တွေကကြတော့ error တက်ကြတယ်အဲ့ error တက်တဲ့ကိစ္စလေးတွေတော့ကျွန်တော်ဒီနေ့ဒီနေရာမှာပြောပြပေးအောင်ပါဒီမှာဆိုကိုယ့်ရဲ့ application ညီများရများတယ်လို့ဒီမှာ ှာကြာတယ်။ Okay အဲ့တော့ဒီနေရာမှာရောက်လာပြီ။အဲ့ application တခုသွင်းကျင်တယ်မိတ်ဆွေတို့ဘယ်လိုသွင်းမလဲပေါ့နော်။သွင်းကျင်တယ်ဆိုတော့ဒီမှာ input ကိုနှိပ်သွင်းလို့ရ။ကျွန်တော်ဒီနေရာမှာ TikTok ကိုသွင်းပြမယ်နော်။ဘယ်လိုသွင်းပြမလဲဆိုတော့ကျွန်တော်ဒီနေရာမှာ TikTok အဲ TikTok ကိုဘယ်ကောင်သွင်းပြမလဲဆိုတော့အာမြန်နဲ့ကောင်မှာကျွန်တော်သွင်းလိုက်မယ်ဗျာနော် TikTok plugin ကျွန်တော်သွင်းပြမယ် င်ပို့လုပ်လိုက်အဲ့ဒီမှာ installing ဖြစ်နေအဲ့မှာမင်းဆိုတနေရာထောက်လိုက်လို့ဒီလိုကြီးပျောက်သွားတယ်ဆိုစိတ်မပူနဲ့နော်ကိစ္စမရှိဘူးအဲ့အဲ့အဲ့ဒါပြောချင်တာကျွန်တော်ပြောချင်တာဒီလိုမျိုးဒီ TikTok file size ကြီးတဲ့ကောင်တွေဆိုလို့ရှင်ကြာလိမ့်မယ်ဗျာဒီလားဒီမှာဆိုရင် file size ကကျွန်တော်400ကျော် MB တွေရှိရ300ကျော်အဲ့ဒါကောင်ကြီးတွေကိုမင်းဆိုနေဒီထက်ကို import လုပ်မယ်ဆိုတော့တော်တော်ကြာတယ်ကြာလိမ့်ကိစ္စမရှိဘူးအဲ့လိုမျိုးနှိပ်ပြီးထွက်ထားခဲ့လို့ရတယ်သူကသူအချိန်တိုင်းရောက်လာလိမ့်မယ်တကယ်လို့ဒီနေရာမှာပေါ်မလာသေးဘူးဆိုလည်းကိစ္စမရှိဘူးနော်ဘယ်လိုလုပ်ပေးရမလဲဆိုတော့ကျွန်တော်ဆက်ပြပြအဲ့တော့ play store ကိုဒါကျွန်တော်တို့ကပြီးအောင်စောင့်လိုက်ဒီမှာဆိုသူ download တဲ့ဒီမှာ lower တဲ့ partition လေးတွေသူ down တယ်တွေ့လားအဲ့ဒါတွေမပြီးမချင်းမင်းဆိုနေ င်စောင့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါကြီးပြီးသွားရင်တော့အကောင့်ဝင်လို့ရရပြီဗျာအဲ့ဆိုရင်ကျတို့အဲ့လိုမျိုးအကောင့်ဝင်တာဟိုဖြစ်လာမဖြစ်လာသိအောင်ခဏထွက်ပြီးတော့ homework ကိုခဏပြန်လာရအောင်နော်ပြန်လာခဲ့လာ Okay ပြီးသွားရင်တော့ကျ power ပိတ်ခဲ့ power ပိတ်ဖို့မမေ့နဲ့ shutdown နေခဲ့လိုက်နော် Okay shutdown နေခဲ့လိုက်ပြီးသွားရင်တော့ session လိုက်ဟုတ်ပြီးသွားရင်ပြန်ဝင်လိုက်မယ်အဲ့လိုမျိုးလေးလုပ်ပေးပါပြီးရင်တော့ကျတို့က quick entry နဲ့ပြန်ဝင်လိုက်နော်ဒါဆိုတော့ loading ကတော့ဒုတိယချိန်ဆိုတော့တိတ်မကြတော့ဘူးနော်90လောက်ဆိုတော့ဝင်သွားလိမ့်မယ်အဲ့ဒါလေးစောင့်ပေးလိုက်အဓိကကျတို့ Google Play Store ကို activate ဖြစ်ဖို့ပဲရေးကြည့်ရပါဘောနော် ော်ဗီဒီယိုကတော့ကြာလိမ့်မယ်ပေါ့နော်ဒီကြာလိကြည့် okay phone ရင် starting ဖြစ်သွားပြီအာဒီမှာ Google Play Store update ဖြစ်ပြီလားလို့မေးလိုက်လုံးဝမဖြစ်သေးဘူးပေါ့နော် update ဖြစ်အောင်ကျွန်တော်စောင့်ပေးရမယ်နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ update ဖြစ်ပြီမဖြစ်ပြီရပြီဆိုလို့ရှိရင်ဒီလောက်ဆိုရင်တော့ရပြီပြတူတူတင်သွားလိမ့်မယ်ပေါ့ icon ပြောင်းသွားလိမ့်မယ် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာ sign in လုပ်ပြီးတော့ဒီကိုသုံးနေတာ Google account လေးတစ်ကောင်ဝင်ပေးလိုက်ရအောင်ဗျာနော်ဒီမှာဆိုရင် Google login ဝင်လို့ရပါတယ်နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ account ကျွန်တော် account တစ်ကောင်ဝင်လိုက်မယ်နော်ဒီမှာဆိုရင်ကျွန်တော် account ဝင်လိုက်ပြီး I agree ပါညာပေးလိုက်တော့မယ်နော် โอเคဒါဆိုရင်လို့ဆိုတော့ဒီရသွားလိမ့်မယ်เนาะအကောင့် Google Play Store သုံးလို့ရသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကじゃဘာလုံးဆို VMOS Pro နဲ့မတူတာじゃသူ Google ကသူဖုံးဖွင့်ကလေးပါပြီးသားပါเนาะ ROM install လုပ်ကလေးပါပြီးသားပါဒုံတန်းဘာညာနေလဲဒါဆိုရင်တော့ upgrade ပြီးသွားပြီပါเนาะ Play Store icon လေးလည်းပြောင်းသွားပြီဖြစ်ပါတယ်ဒါဆိုရင်တော့ကြည့်လိုက်ရအောင်เนาะဒီမှာ data bucket လောက်လာမေးဘာညာ asset ပိတ်ပြီးတော့ upset နေပြလိုက်ပါเนาะဘာမှ data bucket လောက်မယ်အဓိက Play Store down ရဖို့အရေးကြီးเนาะโอเคဒီပေါ်လာ application ဘာညာ download လုပ်နေလိုက်ပြီးရင် home နဲ့ထွက်လိုက်เนาะဒီမှာ session ဘာညာလောက်ကြည့်လိုက် ခဏဆောင်ပေးလိုက်လို့ရှင်သူဟိုပျောင်းသွားလိမ့်မယ်ဗျာနော်ကဲအဲ့ဆိုကျွန်တော် application စတောင်းကြည့်အောင်ဘာတောင်းမှာလဲဆိုတော့အဓိကလိုအပ်တာကကျွန်တော်တို့ဒီထဲမှာ file manager မှာပါတာဖြစ်တဲ့ z archive ပေါ့နော် z archive လေးတောင်းတောင်းလိုက်ပါအဆင်ပြေပါတယ်ပေါ့နော် archive ရဲ့ z archive okay အဲ့တော့ကျွန်တော်ပြောချင်တာဒီလောက်ဆိုရင် message ကိုတိသွားလိမ့်မယ်ထင်တယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့ကဒီ home ကနေပြီးခုနကပြော input ပေါ့နော်အဓိက file transfer ဒီမှာ ဒီမှာဒီမှာဒီကဒီကလုတဲ့ဒီက fine transfer အဲ့ fine transfer ကနေ TikTok ကိုထည့်မရဘူးဆိုလို့ကိစ္စမရှိဘူးเนาะ home မှာကျတို့ဒီပုံမှန်သုံးနေကြ home မှာကျတို့ကဟိုကလုလိုက်ဗျာအာဘယ်လိုပြောမလဲအာ VPN ခံ VPN ခံပြီးတော့ဒီတဲ့ play store clear data လေးလုတ်ပြီးတော့ဒီမှာ VPN ခံတောင်းလိုက်လို့ရှိရင် TikTok ကဒီမှာ download ရတယ်ပေါ့နော်ဒီဒီ play store က download TikTok ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာကျတို့ဒီ Android 9နဲ့အဆင်ပြေတဲ့ TikTok ကသူက download ပေးမှာဖြစ်တယ်အဲ့တော့တခါလို့ကျွန်တော်ထပ်ပြောပြမယ်ဒီမှာ import လုပ်မယ်ဗျာ import လုပ်မယ်ဆိုတော့ခုနကကျတို့ဒီမှာ file app အကြီးကြီးတွေကို install လုပ်တော့မယ် ကျွန်တော်ထပ်ပါတော့ဒီမှာကျွန်တော် universal မျိုးအဲ့ကောင်ကြတော့အပြင်ကဒေါင်းလုဒ်မရဘူးဒါပေမဲ့ဒီတရားနေ import လုပ်မှရမယ်ဆိုရင်တော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီနေရာမှာ TikTok universal လို့မိတ်ဆွေတို့အနေနဲ့ကိုဒီဖုန်းထဲမှာ insert တင်တိုင်းရှိမှာပေါ့ TikTok universal လို့ရိုက်ချလိုက်ရိုက်ချလို့ဒီကောင် import လုပ်မယ်ဆိုလို့ရှင်ဒီမှာ import လုပ်လိုက်သူကဒီမှာ importing လုပ်နေအဲ့ကောင်ခဏစောင့်ပေးရတယ်ဘာလို့စောင့်ပေးရတုံးဆိုလို့ရှင်ကျွန်တော်ဒီမှာ installing လုပ်နေတယ်နော် install လုပ်နေတယ်ကြာတယ်ခိမ့်သားမရှိဒီမိတ်ဆွေဒီအဖြူတနေရာကိုထောက်လိုက်နော် ဒီမှာဒါဒီအဖြူတနေရာကိုထောက်လိုက်ထောက်လိုက်လို့ရှိရင်ဒီတိုင်းရလော်လေးပျောက်သွားလိမ့်မယ်နော်ထောက်လိုက် okay အပြင်ပြန်ထွက်လိုက်ရတယ်ကိစ္စမီမဆောင်နဲ့ဒီထက်ပေါ်မလာလေကိစ္စမီအဲ့တော့ Z archiver တောင်းမိတာပြီးတော့ play store ကလည်းဒီမှာပုံစံလေးပြောင်းတိုင်းတွေ့လာအဲအဲ့ဒါဆိုတော့အကုန်လုံးလုပ်လို့ရပါပြီအဲ့ဆိုရင်ကျတော့ဒီ Z archiver ထဲကိုဝင်လိုက်ဝင်ပြီးသွားလို့ရှိရင်မင်းတို့ဒီမှာ permission တောင်းတယ် permission တောင်းလို့ရှိရင်ဒီထက်ကနေပြန်ထွက်လိုက်ပြန်ထွက်ပြီးလို့ရှိရင် Z archiver လေးကိုဖိထားလိုက်နော်ဖိထားပြီးလို့ရှိရင်ဒီမှာဘာလို့လောက်ရမလဲဆိုရင်ကျတော့ဒီမှာကြည့် permission permission နေရာမှာကျတော့ story ကို permission ပေးဒီမှာ root permission ပေးလိုက်ဒါဆိုရပြီပြီးရင် Z archiver လေးပြန်ဝင်ဒီမှာတွေ့လား VMware Fine Translation ဆိုတဲ့နေရာမှာကျွန်တော်ဒီမှာ TikTok APK တွေ့ TikTok University ရှိနေအဲ့နေရာမှာကျွန်တော်ဒီကောင်နှိပ်ပြီး install ပြန်လုပ်လိုက်မယ်ဆိုရင်ဒါမိတ်ဆွေအနေနဲ့ AAC ရသွားမှာပဲဖြစ်တယ်ပေါ့နော်ဟိုဘက်ကခုန install တင်တာယူစောင့်နေစရာမလိုတော့ဘူး permission တောင်းအောင်အလောင်းပေးလိုက်အလောင်းဆိုမိလာနော်ပြီးတော့ဒီမှာ install လုပ်လိုက်ကဲဒါဆိုရင်တော့မိတ်ဆွေအနေနဲ့ AAC ပဲပေါ့နော်ဘာမှခက်ခက်ခက်ခဲမရှိဘဲနဲ့ AAC Fine install လုပ်လို့ရသွားမှာဖြစ်ပါတယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာ install လုပ်တာခဏဆောင်မယ်ဒီကောင်ကတော့ file size ကြီးရဖြစ်တော့နည်းနည်းတော့ကြာမှာပေါ့နော် အဲဟုတ်ပြီပါဒီမှာဆိုရင်လည်းတတော် universal ကိုဒီထဲမှာတုံးလို့ရ install ပြီးသွားပြီပြီးရင် down နေလိုက်ပါ down နေလိုက်ပြီးလို့ရှင်ကျွန်တော်ဝင်ကြည့်လိုက်မယ်ဆိုရင်ဒီမှာတတော် universal လည်းရောက်နေပြီပေါ့နော်ဆိုတော့ message တွေလည်းတော်တော်အဆင်ပြေတယ်အဲ့တော့ဒီထဲမှာကျွန်တော်ပြောလို့ file manager မပါလို့ file manager လည်းရသွားပြီပြီးသွားလို့ရှင် browser မပါဘူးပြသူပေးတဲ့ browser ကြီးမတုံးတတ်ဘူးဆိုလည်းဒီထဲကနေပြီးတော့ကျွန်တော် chrome နေပါလေ install တင်လို့ရတယ်သိလား message နော်ဒီမှာဒီထဲမှာရိုက်ရှာလိုက် chrome ch o m e chrome နော် chrome နေပါလေလည်း install တင်လို့တုံးလို့ရတယ်ပြီးသွားလို့ရှင်ကျွန်တော် keyboard နားမလဲဘူးရတယ်ဒီကောင်က upgrade တင်ရင်ကိုတုံးနေကြ keyboard ထားပါတော့ k keyboard ော် K keyboard သုံးနေတယ်ဆိုလဲရရတယ်မိစေရေနော်အာဒီမှာ keyboard K ရရှာလိုက် Okay ဒီမှာ K keyboard ဒီမှာဒီကောင်းလေးပါဆော့တင်သုံးနေတယ်ဆိုလဲရရတယ်နော်အဲ့တော့လုံးဝအဆင်ပြေပါပြီဒီမှာ root လဲပါတယ် tiktok plugin တော့မှ tiktok universal တောင်သုံးလို့ရပြီဆိုတော့ channel တွေကလည်းဒါအထွေထူးပြောနေတာမျိုးတော့ဒီမှာ fake gb ရသုံးနေလာရတယ်ဒီနေရာမှာရရှာလိုက်နော်တခါတည်းထည့်ပြီးဒီမှာသုံးလို့ရစမှုဖြစ်တယ်တွေ့လားနော် Okay fake gbs ပေါ့နော် sorry fake gbs ပေါ့နော် ဒီမှာเนาะရိုက်ချလိုက်โอเคဒီမှာကိုကြိုက်တဲ့ဟာဒီမှာဒီကောင်နေလဲသုံးမယ်ဆိုလဲရတယ်ပဲ Google သုံးလို့ရတာဖြစ်တဲ့တဲ့ဒီကောင်နေရလဲဒီမှာ ACC သုံးလို့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတခါလေးပြောပြချင်တာပါလဲ Face GPU ရတချို့လူတွေကခုတိမသုံးတတ်ကြအောင်ဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ပြပြပေးမယ်ပေါ့နော်ဘယ် application ပဲဖြစ်ဖြစ်ကျွန်တော်က developer option enable လုပ်ရတယ်အဲ့တော့ developer option enable လုပ်မှာဆိုရင်ဒီ value တဲ့ setting နဲ့ဝင်ဝင်ပြီးသွားရင်ဒီမှာဒီမှာ about phone ကိုနှိပ် about phone ကိုနှိပ်ပြီးလို့ရှင်ကျွန်တော်ဒီမှာခုနကကျွန်တော်ပြောခဲ့ base name ကို9ချက်ခောက်လိုက်အဲ့မှာ developer option ဖြစ်သွားတယ် developer option ဖြစ်သွားပြီဆိုရင်ရပြီရပြီဆိုရင်ဒီ set ထဲကိုသွား set setting က MOCK mock လို့ရိုက်ချလိုက် ။နောက်အဲဆိုရင်ဒီမှာ mod location app ပို့တွေ့လိမ့်မယ်။အဲ့ဒီနေရာမှာကျွန်တော်ခုနကတော့ download ခဲ့တဲ့ကို download ခဲ့တဲ့ဟာပေါ့ဗျာ။ဘယ်ဟာပဲဖြစ်ဖြစ်အဲ့မှာ fake GPS ကိုရွေးရွေးပြီးသွားရင်ဒီမှာကျွန်တော်ဒီမှာ fake GPS သွားပြီး enable လုပ်လိုက်တယ်ဆိုရင်ဒါရပါပြီပေါ့နော်။ဒီမှာဆိုရင်မြင်ရတဲ့အတိုင်းပဲ fake GPS ကိုဘယ်နေရာထားခြင်းလဲ။နောက်ဂျပန်လားဒီမှာဘယ်လိုကိုရီးယားလားဒီမှာဒီမှာဒီမှာဂျပန်။ Okay ဒီမှာဂျပန်နော်။ဒီမှာသွားပြီးဒီနားထောက်ထားလိုက်။အဲ့ဆိုဒီမှာ ဖေ့ဂျီပြဒီထဲမှာတုံးလို့ရသွားပြီနော်ဖေ့ဆိုဒီမှာဘာမှခဲခဲစမရှိပါဘူးပေါ့နော်လွယ်လွယ်လေးပါပဲโอเคအဲ့ဆိုရင်တော့ကျွန်တော်မေးဆိုနေတော်လေးနားလည်သွားပြီတော့ထင်တယ်ဒီထဲမှာအကုန်တုံးနေပေါ့နော်အဲ့တော့ TikTok တွေဘာတွေဒေါင်းမရအောင်ဆိုလဲခုနလိုဒီ Play Store နဲ့ Chrome ပြန်ဒေါင်းဒေါင်းပြီးမှအဲ့ Chrome နဲ့အနေမှာတစ်ဆင့်ပြန်ဒေါင်းပေါ့နော်အဲ့တော့ file လည်းရှိသွားပြီအဲ့တော့ဘာဘာလိုသေးလဲပေါ့နော် file လည်းရှိသွားပြီ Face GPL လည်းရပြီအဲ့တော့ VPN ကတော့ home ကခံထားပေါ့နော်ဒီမှာဆိုလဲ TikTok Universal လည်းရပြီ location banner လည်းအကုန်ပေးပြီးသားဆိုတော့ဒီမှာပြီးပြီပေါ့ဒါထက်တကယ်လိုရတဲ့ဒီမှာ scene info banner စစ်ချင်းလေးလာရတယ်ကျွန်တော်တခါတည်းဒီနေရာမှာ scene info လည်းစစ်ပြမယ် scene info တကယ်တမ်းဂျပန်ရောရောက်ခဲ့လာဖို့ VMOS Pro လို့တကယ်ရောအလုပ်ဖြစ်ရလားဆိုတဲ့ကောင်ကျွန်တော်တို့ကဒီမှာဟိုအစ်ကြည့်လိုက်ပေါ့နော် scene info ဟိုတော့ scene info ကဘယ်မှာအောင်ဆိုတော့ဒီမှာဒီကောင်လေးနော်ဒီမှာအဆင်ပြေလားတော့မသိဘူးเนาะတခါတည်းဒီမှာကျတော့ဒေါင်းပြရမယ်เนาะဒေါင်းပြီးစစ်ပြလဲအခုခုနကခုနကတော့ကျွန်တော်ဂျပန်ထားခဲ့ရယ်เนาะအစင်းဆက်တင်ချင်းကြီးလည်းရှေ့မှာပြောခဲ့တယ်အဲ့ဒါဆိုရင်ကျတော့ဒီကောင်ဂျပန်တကယ်ရောက်မရောက်ကိုကျတော့ကြည့်ကြည့်အောင်ပေါ့เนาะဟုတ်ပြီအဲ့ဒါဆိုရင်ကျတော့ဒီမှာစင်းစင်းဖို့ ခါတည်းဝင်လိုက်နော်ဘာမှခဲခဲစစ်ထစ်တာလက်တာမရှိဘူးနော်ဒီမှာ ဂျပန်နော်โอเคမြန်မာတိုင်းကျောခဏတော့ KD operator ထားခဲ့ဖြစ်တဲ့ KD ရောက်တယ်နော်ဒီမှာဘာမှဟိုမဖြစ်ဘူးနော် error ဘာမှမဖြစ်ဘူးနော်ဂျပန်ရောက်တယ်အဲ့ဆိုရင်တော့မိတ်ဆွေအနေနဲ့အချိန်ပြင်မယ်လို့မျှော်လင့်ပါတယ်ဒီလောက်တရားရှင်းပြပဲ activate လုပ်နေတွေရောကျွန်တော်တို့ TikTok application တွင်းနေတွေရောပြီးသားလို့ရှိရင်ကျွန်တော် Google Play Store လုပ်နေတွေရောဒီ Face GPS လုပ်တဲ့နေရောဒီမှာအစုံမဲ့ပေါ့နော်အပြည့်အစုံကိုကျွန်တော်ပြောပြခဲ့ပါတယ်အဲ့တော့နားလည်ပြီးတော့ FA လိုက်လုပ်ကြည့်ရင် FA ကျလွတ်ကြမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်ဟောကျော channel ကို join ရတဲ့သူဆိုလည်း join ခဲ့ပေးပါဦးလို့ပြောရင်ကျွန်တော်နောက်ပြီးတော့ဒီပုံမှာပြန်တွေ့ရမှာဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ